နိုဝင်ဘာ14ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပြမတ်သုံးတရင်ပုတ်နေနဲ့နေပြီးတော့ဥတ္တရာကြီးမြို့နယ်ရှိစစ်တပ်ရဲ့စခန်းကို PNA ကဝင်ရောက်စီးနှင်ပြီးနေပြီးတော့ဝင်းကျင်အထိ PNA ကရောက်ရှိနေရာယူထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျမ်းပတ်စစ်တဲ့အရှိဆိုင်နေပြီးတော့ဥတ္တရာတီမြို့နယ်ရှိစစ်တပ်ရဲ့စခန်းကို PNA ကဝင်ရောက်စီးနှင်ပြီးနေပြီးတော့ဝန်ကြီးအထိ PNA ကရောက်ရှိနေရာယူထားပြီးဖြစ်ကြောင်း ပြည်သူလူမျိုးရေးတမတော် DNA အထွေထွေတွင်းရမှုရဲဘော်နီနီကျော်ကပြောဆိုပါတယ်။နိုဝင်ဘာ7ရက်နေ့ညနေပိုင်းနေပြီးတော့ဥတ္တရသီရိမြို့နယ်နဲ့ တကုံမျိုးနဲ့ကြာရှိဩဒရနယ်မြေအရှိပြုလုံကြုံရေကင်းစကန်ကိုပြည်သူလူမျိုးရေတက်မတော် PNA ကဝင်ရောက်စီးနှင်းခဲ့ကြောင်းအဆိုပါစကန်မှစစ်သားများက PNA ကဝင်ရောက်စီးနှင်းချိန် စကန်စွန့်ခွာထွက်ပြေးသွားကြောင်းထို့ကြောင့် PNA ကစကန်ရဲ့ကင်းကျင်းမျောစင်များဘန်ကာများကိုဖျက်ကျော်ကစကန်အတွင်ဝင်ရောက်ခဲ့ကြောင်းအဲဒီနောက်စကန်တစ်ခုလုံးကိုရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းအဆိုပါစကန်မှစစ်တပ်ကနှစ်နှစ်ဝန်းကျင်သက်ဆွဲထားတဲ့စကန်ပြကြောင်းသိရှိရပါတယ်စစ်တပ်ကရမဲသိမ်းမျိုးနယ်မှစစ်ကြောင်းတစ်ကြောင်းနေပြည်တော်မျိုးနယ် ညံလမ်းမှာစစ်ကြောင်းတစ်ကြောင်းအရှိပြုစခန်းနှစ်ခုမှာစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းဖြင့်နယ်မြေစိုးမိုးရေးစစ်ကြောင်းထိုးနေခြင်းစစ်တပ်ရဲ့အရှိပြုစခန်းတစ်ခုကို BNA ကဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းအဲဒီအပြင်노ဝင်ပါ73ရက်နေ့တွင်လည်းအဆိုပါစခန်းတစ်ခုကိုထပ်မံရှင်းလင်းရေးလှုပ်ဆောင်ခဲ့ကခြေရှုပ်ဝေဒါရှုပ်နဲ့စစ်အုံဆောင်ပစ္စည်းအချို့တင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီမှာတို့ BNA ရဲဘော်တွေကြီးပဲဝင်ရောက်စီးနင်းတာအစားပဲတတ်မှတ်မပါဘူးလို့ပြည်သူလက်မြောက်ရေးတက်မှာတော့ BNA အထွေထွေတွင်ရေးမှုရဲဘော်နီနီကျော်က ရှင်းပြပါတယ်လက်ရှိမှာစစ်တပ်စစ်ကြောင်းတစ်ခုကဒေယတနာရှင်းမြေအရှိပြုလုံကြုံရေးစခန်းရဲ့အနီးကပ်ရွာနှစ်ရွာမှာစစ်ကြောင်းထိုင်နေရှိကြောင်းသိရှိရပါတယ်ပြည်ရန်နေစစ်တပ်များနေဖြင့် တယောက်ကြားစနစ်ဖြင့်နေရဘောင်းတော်တို့ရောက်ရှိနေပြီးအရှုပ်နေရများမှာမဟာမိတ်တပ်များပူးပေါင်းဆောင်ရွက်နေကြောင်း PNA ကနေပြည်တော်ဝန်ကြီးအထိရောက်ရှိနေရယူထားပြီဖြစ်ကြောင်း၎င်းကရှင်းပြပါတယ် PNA ကတယောက်ကြားစစ်စင်နေရဆိုတော့တချို့ဒေတာတွေကိုဝင်ရောက်နေရယူနေနိုင်တချို့နေရာတွေကြတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့ပိုက်ပွဲဝင်နေတဲ့အဲဒီနေရာကတော့ဟိုတစ်ခေါက်ကလေးကဗိုလ်ကြီးတွေဖမ်းမိထားတာတွေရှိသေးတယ်လေအဲဒီနားကလှုပ်ရှားနေပြီပေါ့ကျမတို့ရဲဘော်တွေကတော့ သူတို့ရဲ့ရဲစွမ်းတက်တကိုကျမတို့ကရှိကျူးပါတယ်ကျမတို့မှာရှိတဲ့အင်အားနဲ့အမြဲတမ်းတိုက်ရှင်ခိုက်ရှင်တဲ့စိတ်ရှိတယ်ပြည်သူဘက်ကကာကွယ်ပေးကြတဲ့စိတ်ရှိတယ်ဒီတော့အင်အားကြီးမားတဲ့ရန်သူတွေကိုတက်တရှိရှိနဲ့ဖြတ်ထိုးညံရှိရှိနဲ့တိုက်ပွဲတွေဖော်ဆောင်နေတဲ့အပေါ်သူတို့ကိုလေးစားတဲ့ဂုံလဲခုံယူတဲ့ခွမ်းလဲဝဲမြောက်မိတယ်လို့ပြည်သူလက်မြောက်ရဲ့တံပရော PNA အထွေထွေတွင်းရင်မှုဂျဲဘော်နီနီကျော်ကပြောဆိုပါတယ်ခင်ဗျဒုတိယသတင်းတစ်ပုဒ်အနေနဲ့ မောင်တော်မြို့သိန်းတိုက်ပွဲမှာ BPN တွေကပါဝင်တိုက်ခတ်ပြီးမြို့သိန်းတိုက်ပွဲတပ်ဖွဲ့များထုတ်ပြဆိုတဲ့တင်းကိုတင်ဆက်ပေးပါမယ်။တင်းလာတိုင်းတင်းလာဤမြို့နယ်ခိုင်းမြမနယ်သက်ရှိမောင်တော်မြို့သိန်းတိုက်ပွဲမှာဗမာပြည်သူလူမျိုးရေးတပ်မတော် BPN တွေကပါဝင်တိုက်ခတ်ခဲ့ပြီးမြို့သိန်းတပ်ဖွဲ့များကို BPN အမှနောက်ဆောင်ခါကလူမှုကွန်ရက်မှတစ်ဆက်ထုတ်ဖော်ပြောဆိုပါရတယ်။ ယနေ့နိုဝင်ဘာလ14ရက်နေ့နနက်စောပိုင်းမောင်တော်မြို့ကိုကားကွယ်ထားတဲ့စစ်တပ်ရဲ့စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မောင်တော်မြို့တစ်ခုလုံးကို KNNA ဦးဆောင်တဲ့တော်လန်ရေးတပ်များကသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးစစ်ကော်မရှင်တပ်များမှထိုင်းဘက်သို့အတုလိုက်ခွက်ပြေးသွားကြောင်းထိုင်းအာဏာပိုင်များထံမှလက်နက်များအနှံပြီးခိုးလုံသွားကြောင်းသိရှိရပါတယ်။ဘာပလက်ကနယ်မြေမွေဘူး DPNA မှရဲဘော်မောင်ဆောင်ခါကလူမှုကွန်ရက်မှာတပ်ပုံနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။ မောင်တော်မျိုးကို KNNA ဦးဆောင်တဲ့တော်လန်ရေးတပ်များကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နိုဝင်ဘာလ17ရက်နေ့မှာစတင်ပြီးတော်လန်ရေးတပ်ပေါင်းစုကအပြီးသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာ14ရက်နေ့တနက်အစောပိုင်းမှာအပြီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ညနောက်ဆုံးသတင်းတပုတ်အနေနဲ့တန်တောင်မြို့နယ်တွင်စနေခုံကျေးရွာသူအသက်16နှစ်အရွယ်နော်ထီထားဖို့ကိုစစ်တပ်ကအုပ်စုဖွဲ့အထမပြုတ်ခြင်းပြီးဒါပြစ်မသိမရှင်းထိုးတက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြင်းပြင်းနဲ့တန်တောင်ကြီးမြို့နယ်မှာစနေကုန်းကြီးပါသူအသက်16နှစ်အရွယ်နော်ထီထားဖို့အချမ်းပဲစစ်တပ်ကအုပ်စုဘက်အတ္တမပြုခြင်းပြီးဒါအပြင်မတိမ်မရှင်းထိုးတက်သွားခဲ့ကြောင်း KNN နဲ့တပ်မဟာနှင့်တပ်ရင်းကတော့ဒီဟူမှတောင်းရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ4ရက်နေ့ညနေ6:00မိနစ်30အချိန်မှာတန်တောင်ကြီးမြို့နယ်အတွင်းစစ်အချမ်းပဲစစ်တပ်ရဲ့ဘေးရန်တော်တင်တဲ့ကြောင်းမှာစစ်သားများနဲ့တနှစ်လေးတပ်ရင်းမှာစစ်သားများပူးပေါင်းထားတဲ့စစ်ကြောင်းဟာတောင်ဟူမှတန်တောင်ကြီးတို့စစ်ကြောင်းထိုးလာစဉ်စနေကုန်းကြီးပါအတွင်းသို့ဝင်ရောက် ကင်းရှာညာအဲ့ရင်ယာယီတက်ဆွဲခဲ့ကြောင်းသိရှိရပါတယ်။ပဲဒီနောက်အချမ်းပဲစစ်သားများဟာစနေကုန်းကြေးရွာအတွင်းရှိပြည်သူပိုင်နေအိမ်များကိုဝင်ရောက်စီးနှင်းစေနေအိမ်အတွင်းရှိနေသည့်အသက်တနှစ်နှစ်လအရွယ်ကလေးငယ်ရဲ့မိခင်ဖြစ်သူအသက်၁၆နှစ်အရွယ်နော်ထီထာဖော့ကနော်အိမ်ငယ်ကိုစစ်သား၃ဦးကအုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးဂျင်းအောင်နဲ့လေဗင်တို့ကိုထားပြီးရှောက်ရှက်ထက်မနဲ့မသိမရှင်းရဲရဲဆက်ဆက်ထိုးတက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီအပြင် အတမ်းမစစ်တဲ့စစ်ကြောင်းဟာကျေးရွာအတွင်းရှိပြည်သူပိုင်းနေအိမ်များမှာလက်ဝတ်လက်စားများငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းများကိုလည်းခိုးယူလူရက်သွားကြောင်းပြည်သူများရဲ့အိမ်ဝတ်လိပ်စက်များကိုလည်းတပ်ဖြတ်ဆားတောက်ကကျေးရွာဖះကြောင်းဂျမ်ပုံငွေများကိုလည်းရက်ဝဲတောက်သွားကြောင်းသိရှိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကတောင်ငူကနေတန်တောင်ကြီးကိုစစ်ကြောင်းထိုးကစနေခုံကျေးရွာအတွင်းမှာရအိတ်တဆွဲတော့အသက်16နှစ်အရွယ်နော်တီထားဖို့ကိုအုပ်စုဖွဲ့အထမပြုကျင်ပြီးဒါနဲ့မသိမရှင်းရရဆက်ဆက်ထိုးတက်သွားတာကြွားတဲ့ကိုလည်းဝင်းမွေ ေပြီးသူတို့စိတ်ကြအကုန်ခိုးယူသွားတယ်ဒီမကောင်းဆိုးဝါးတွေထဆိုးတဲ့ကောင်းတွေကိုပြောစရာစကားမရှိတော့ဘူးလို့ KNN နဲ့တက်မှတ်နဲ့တက်ရင်ကတော်တီဟိုမှတာဝန်ရှိသူကပြောဆိုပါတယ်ခင်ဗျာ